ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Momo Official Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးသူຫນွေတမန်ရေးသားထားတဲ့အလောင်းအမွာဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။ နမစင်ခင်မှာကျွန်မရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notify bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။1998ခုနှစ်ကမြို့ဝကျွန်းပေါ်ဒေသမှာရှိတဲ့မြို့ကြီးတစ်မြို့ပတ်ဝန်းကျင်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်စံလေးတစ်ခုပဲဖြစ်ပါတယ်။ဦးကျော်စွာတန်းကမြို့ဝကျွန်းပေါ်ဒေသကိုအကြိမ်ကြိမ်ရောက်ခဲ့ပူးပေမဲ့ ဒီနေ့တွားရောက်မဲ့ကျုံးလေးကိုတော့တစ်ကြိမ်တစ်ခါမှမလျှောက်ဘူးသေးပါဘူး။ဦးကျော်စွာတန်းကအရင်တော့အစိုးရဌာနကြီးတခုမှအရာရှိကြီးတယောက်ဖြစ်နေတာဝန်ထမ်းဆောင်ခဲ့တယ်။အသက်50အရွယ်မှာနှစ်ပြည့်ပင်စင်ယူခဲ့တယ်။ပင်စင်ယူပြီးမှပုဂ္ဂလိကကုမ္ပဏီကြီးတခုကခေါ်ယူလာကြောင်းအဲရဲကုမ္ပဏီမှာထိပ်ပိုင်းအရာရှိတယောက်ဖြစ်နေထက်မှန်လောက်ကိုင်းနေခြင်းပဲဖြစ်တယ်။ကုမ္ပဏီမှာပင်လေထွက်ကုန်ပစ္စည်းတွေကိုနိုင်ငံခြားကိုတင်ပို့ရောင်းချတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။အခုခရီးထွက်လာခြင်းက ပင်လယ်ဝါကကျွန်းတစ်ခုပေါ်မှာတည်ရှိနေတဲ့မိမိတို့ကုမ္ပဏီပိုင်တဲ့စက်ရုံကိုစစ်ဆေးဖို့အတွက်ထွက်လာခဲ့ခြင်းပဲဖြစ်တဲ့။ဥကျော်စွာတန်းတွားရောက်မဲ့ကျွန်းပေါ်မှာရှိတဲ့ရွာလေးကတော့ကဲညူရွာလို့ခေါ်ပါတယ်။ကျွန်းလေးပေါ်မှာကဲညူရွာကိုဒီနေ့နေ့လယ်မှာကုမ္ပဏီကစီစဉ်ထားတဲ့အထူးရည်ရည်နဲ့တွားရောက်ရမှာပဲဖြစ်တဲ့။ဥကျော်စွာတန်းကမနီးရရန်ကုန်ကထွက်လာခဲ့ပြီးတော့ဒီရဲမြို့မှာရှိတဲ့ဟိုတယ်ကြီးတစ်ခုမှာတဲခုံနေခဲ့တာ။ ဥကျော်စွာတန်းကကျွန်းလေးကိုထွက်ခွာမဲ့တင်းမောထွက်ဖို့အတွက်အချိန်လိုနေသေးရကြောင်းကဲနာဘက်ကိုလေငင်းခံထွက်ဖို့နေလေစာစားတောက်ပြီးမှဟိုတယ်ကနေတယောက်တည်းလမ်းလျှောက်ထွက်လာခဲ့တယ်။ဟိုတယ်ကမြစ်ကမ်းဆက်နဲ့မဝေးလာတာကြောင့်မကြမီမှပင် မြစ်ကမ်းသားကိုရောက်သွားခဲ့တယ်။ဥကျော်စွာတန်းကကမ်းဆက်ကနေပြီးတော့မြစ်ထရရှုကင်းလေးကိုငေးမောကြည့်နေမိရဲ့။စိတ်ကမ်းမှာတင်းမောတွေရောဆက်နေတွေပါစိုက်ကပ်လာတယ်။ ကျူးခရီးထွက်ရင်ဒီစိတ်ကန်းကနေမိမိတို့တင်မောထွက်ခွာရမယ်ဆိုတာကိုဥကျော်စွာတန်သိထားတယ်။ဥကျော်စွာတန်မြစ်ထဲကိုငေးနေစဉ်တစ်ဖက်ကရှောက်လာတဲ့လူတစ်ယောက်ကဥကျော်စွာတန်ကိုမြင်သွားတယ်။အဲဒီသူဟာဥကျော်စွာတန်ကိုအံ့ဩစွာကြည့်ပြီးတော့အားရဝမ်းသာနှုတ်ဆက်လိုက်တယ်။ဟာကောင်ကြီးဘာလို့နေရတော့ဟာမိမေတို့ကရောက်တာလဲ။အောင်မယ်ကြည်စမ်းမင်းဟာတိုက်ပုံနေပါနဲ့ဒီလိုဆိုတော့လေမြို့ကြီးသားလူလူဘာလို့လို့နဲ့အေး ဥကျော်စွာတန်ကိုခေါ်ပြောနှုတ်ဆက်နေတဲ့သူကဥကျော်စွာတန်သူ့ကိုတန်းတော်နဲ့ပြန်ကြည့်နေအောင်မြင်လိုက်တဲ့အခါစကားတဝက်တစ်ပြက်နဲ့ရက်တန့်သွားရင်အဲ့ဒီသူရဲ့မျက်နှာမှာဇဝီဇဝါအရေးအယောင်တွေထင်ဟပ်သွားပါတယ်။မိမိနှုတ်ဆက်နေတဲ့သူဟာမိမိတိကျွမ်းသူအမှန်တကယ်မှဟုတ်ပါရဲ့လားဆိုပြီးဇဝီဇဝါဖြစ်သွားပုံမျိုးဖြစ်ပါတယ်။ဖြစ်လဲဖြစ်လောက်ပါတယ်။အမှန်တကယ်လဲဥကျော်စွာတန်ကသူ့ရဲ့အတိအကျမဟုတ်ဘူး။မိ쇠လူမားနေပြီနဲ့တူတယ်။ကျွန်တော်ကရန်ကုန်ကလာတဲ့ဧည့်တွေပါ။ဟွန်း ဟုတ်လားတူလို့လို့ပါဗျာကျုပ်တို့ရွာလူနဲ့တကယ်ကိုတူတာဗျာစိတ်မဆိုးနဲ့နော်နောင်ဤကျုပ်ကလူမသွားတာပါလူစိမ်းကသူ့ကိုတောင်းပန်ပြီးတော့သူလူမသွားတဲ့အတွက်ရှက်ဟန်နဲ့ခက်ထုတ်ထုတ်လေးထွက်ခွာသွားတယ်ဦးကျော်စွာတန်းကအဲ့ဒီကိုငေးပြီးတော့တာကြံခဲ့တယ်သူ့ကိုလူမနှုတ်ဆက်တဲ့သူဟာတောသူတောင်းသားတယောက်တွင်နဲ့ဝစ်စားစင်ရင်ထားသူဖြစ်ပါတယ်ခေါင်းပေါင်းကြီးနဲ့ပစိုးတူတူဝစ်ထားတဲ့သူဖြစ်တယ်ဦးကျော်စွာတန်းနဲ့လူမခံရတဲ့သူ သူဒီမိတ်ဆွေတွေမှာလည်းသူ့လိုတောသူတောင်သားတယောက်ပဲဖြစ်ပုံရှာတယ်။ကျုပ်တို့ရွာလူနဲ့တူလို့ပါဆိုပြီးတော့ပြောသွားတယ်မဟုတ်လား။အဲဒီသူဟာသူ့ကိုအမှန်တကယ်ပဲလူမားခဲ့ခြင်းဖြစ်ကြောင်းဥကြောစွာတန်ယုံကြည်လိုက်တယ်။တမင်တကာပုံမားရိုက်ခြင်းတော့မဟုတ်နိုင်ပါဘူး။အဲဒီသူရဲ့အသွင်တတန်ကရိုးသားတဲ့တောသားတယောက်ဖြစ်မှန်သိတာနေတာ။ဥကြောစွာတန်ဟာမိမိနဲ့အမားခံရသူဟာမိမိနဲ့ဘလောက်ထိအောင်များတူနေပါလဲဆိုပြီးတော့စဉ်းစားနေမိပါတယ်။ ဖိုးမတင်အားမြကန်းဆက်မှာရက်နေတဲ့သူကိုရုတ်တရက်အမြင်မှာရွာကကိုကြမောင်းဆိုပြီးတော့အထင်မှတ်ပြီးတော့အာဘာတိယနှုတ်ဆက်လိုက်မြေပြီးတော့မှအဲ့လူရဲ့ဝစ်စားစင်ရဲ့ပုံကတန့်ပြန့်တက်ရက်ကမြို့ကြီးတဟန်ပေါက်နေပုံပညာတတ်လူရန်စားဟန်ပေါက်နေပုံတွေကိုကြည့်ပြီးတော့ကိုကြမောင်မဟုတ်ပါလေစားဆိုပြီးချက်ချင်းတန်တရာဝင်သွားခဲ့တာစကားဟူတော့ဆုံးအောင်မပြောမိဘဲနဲ့အဲ့ဒီသူကိုအကဲခတ်ကြည့်နေမြေအဲ့ဒီလူက "तू ကရန်ကုန်ကလာတဲ့ဧည့်သည်ဖြစ်ကြောင်း" အဲ့လိုပြောလိုက်တဲ့အခါဖိုးမာတင်ရှက်သွားမိရင်မျိုးကြီးသားတယောက်ကိုလူမနှုတ်ဆက်မိရဲ့အတွက်လဲအာနာသွားပြီးတော့သူရှိရနေအမြန်လစ်ထွက်ခဲ့တော့တာအဲ့ဒီလူဟာသူတို့ရွာကိုကြောင်မောင်နဲ့အလွန်ကိုတူလာကြောင့်သူမားမိတာသူ့အလွန်မဟုတ်မှန်းလဲသူတွေးမိပါတယ်။အဲ့ဒီလူနဲ့ကိုကြောင်မောင်ကမြို့သားပညာတတ်နဲ့တောနေလက်လုံးလက်စားအသွင်ပြင်မျိုးသာကွာခြားတာ။ရုပ်ရည်အရက်မောင်းတွေကအတူတူပဲဖြစ်တယ်။ဖူးမတင်ကအဲ့ရဲ့ကြောင့်ကိုရွာရောက်ရင်ပြောရအောင်မယ်ဆိုပြီးတော့တေးထားလိုက်တာ။ ရွာပြန်ဖို့အတွက်ရွာကိုသွားတဲ့ဆက်လီရှိရဲ့ကန်းဆက်ကိုဆင်းလာခဲ့တယ်။ဆက်လီနာကိုရောက်တဲ့အခါမှာတော့ဖိုးမတင်အတွက်ပို့ပြီးတော့အံ့ဩစရာနဲ့ကြုံရတော့တယ်။သူမြို့ကြီးသားနဲ့လူချင်းမခဲ့တဲ့သူတို့ရွာကိုကြာမှာကဆက်လီပေါ်မှာရောက်နေရကြောင်းပါဖိုးမတင်ကကိုကြောင်မောင်ကိုတွေ့တွေ့ချင်းကိုကြောင်မောင်နဲ့တခြားသူတယောက်ကိုမှားပြီးတော့နှုတ်ဆက်ခဲ့တဲ့အကြောင်းအဲဒီသူကကိုကြောင်မောင်နဲ့ရုပ်ချင်းရလဲချွတ်ဆွတ်တူယုံမက အတက်ရွယ်ချင်းရလဲအတူတူပင်ဖြစ်ကြောင်ပြောပြလိုက်တယ် ဖိုးမတင်ရဲ့စကားကိုဦးကြမောင်ကစိတ်မဝင်စားနိုင်အားပါမြို့ကိုတက်ဝဲတဲ့ကုန်ပစ္စည်းတွေကိုအလုံသမားတွေနဲ့ဆက်လီပေါ်တင်နေရကြောင်းပဲဖြစ်တယ်။ဦးကြမောင်ကသူတို့ရဲ့ရွာမှာပစ္စည်းမျိုးစုံရောင်းတဲ့ကုန်စုံဆိုင်ကြီးဖွင့်ထားတယ်။ရွာမှာတော့အတန်အသင့်ကျွဲဝချမ်းသာသူဖြစ်တယ်။ဆိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုမကြာခဏအခုလိုပင်မြို့ကိုတက်ပြီးတော့ဝယ်နေကြပဲဖြစ်ပါတယ်။ခမဒီဆက်လီနဲ့ပြန်လိုက်မှလားကိုကြမောင်။အင်းဗောကျုံလေးလိုက်မှာခမရဘယ်တော့မှရောက်တာလဲ။ ကျုပ်ရောက်နေတာနှစ်ရက်ရှိပြီကျုပ်တွေ့ခဲ့တဲ့သူကလေခမည်းနဲ့တော်တော်တူတာပဲဗျဩလူတူမရှားပေါ့ဗျာနည်းနည်းဖယ်လိုက်အောင်ကိုမတင်နောက်မှလုံသမားတယောက်ပစ္စည်းထမ်းပြီးတော့တက်လာတယ်ဥမတင်ကလောလောဆယ်ကိုကြမောင်မအားသေးတာကြောင့်ဆက်လီထွက်မှပင်အဲ့ရဲ့ចောင်းကိုဆက်လီပေါ်မှာပြန်ပြောပြမယ်ဆိုပြီးတော့တေးထားလိုက်တယ်ဥမတင်ရောဥကြမောင်ပါ မကြခင်ဆက်လီထွက်လာရမှာစိန်ဝင်လိုက်အမိရှိရဲ့အဲ့ဆက်လီနဲ့ပါသွားကြတော့တယ် သူတို့ပြန်မဲရွာမှာပင်လေတဲရကျုံလေးတကျုံပေါ်မှာရှိတဲ့ကမ်းညိုဆိုတဲ့ရွာပဲဖြစ်ပါတယ်။ဦးကျော်စွာတန်းနဲ့အဖွဲကညနေ3:00နာရီမှာတိမ်ပြန်အမိရှိတဲ့မော်တော်ဘုံနဲ့ကမ်းညိုရွာကိုထွက်ခွာလာခဲ့ကြတယ်။ဦးကျော်စွာတန်းကမှန်ပြောင်းတလက်နဲ့ပဝင်းကျင်ရှုခင်းကိုကြည့်ရင်မော်တော်ဘုံပေါ်မှာပလာခဲ့တာ။စံတစ်တဲရှုမျောခင်းနေကြောင်းဦးကျော်စွာတန်းရဲ့စိတ်တီလန်းဆန်းလျက်ရှိရဲ့ရာဒီဥတုဟာလည်းတာယာလျက်ရှိပါတယ်။အဲဒီလိုနဲ့သူတို့ရဲ့မော်တော်ဘုံကလေးကပင်လယ်ဝကိုရောက်လာတယ် ပင်လယ်တဲကိုအရောက်မှာရာသီဥတုအခြေအနေကပြောင်းလဲသွားတော့တယ်။မိုးတောင်းတွေညှိုးမိုင်းတက်လာတယ်။လေပြင်းတွေကျလာတယ်။တပယ်လေးတယောက်ကဥကြော့စွာတန်းကိုဆရာတင်မောင်းတွင်းထဲမှာဝင်နေပါ။အဲ့လိုလာပြောပါတယ်။ဖိုးမတင်တဲ့ဥကြမောင်တို့ပါလာတဲ့ဆက်လီဟာညနေပိုင်းမှာပင်လယ်ဝကိုရောက်ရှိရင်ဆက်လီထွက်ခံနေကြတော့ရုပ်ရုပ်တဲတဲဖြစ်နေရကြောင့်ဖိုးမတင်ကဥကြမောင်ကိုသူနဲ့တူတဲ့လူအကြောင်းကို မပြောဖြစ်သေးဘူး။ဖိုးမတင်တဲ့ဥကြမောင်ကဆက်လီပေါ်မှာနေရာချင်းတခြားစီလဲဖြစ်နေတယ်။ ပင်လယ်ဝါကိုထွက်လူတွေငိတ်သက်စွာ အိမ်ငိုက်နေတဲ့ချိန်မှာပင် ဖိုးမတင်ဟာဦးကြမောင်ရှိရာကိုထလာပြီးတော့အဲ့ရဲ့ကြောင့်ပြောပြလိုက်တော့တယ်။ဦးကြမောင်ကဖိုးမတင်ရဲ့စကားတွေကိုနားထောင်ရင်အဲ့ဒီသူဟာမိမိနဲ့ဘလောက်ထိအောင်တူပါလဲ။တော်တော်များများတူလီသလားဆိုပြီးတော့မှ တွေးနေမိပါတယ်။ဒီချိန်ဆက်လီတွေကလူးလွင်သွားတယ်။လေပြင်းကြတယ်ဆိုပြီးတော့စကန်းနဲ့ကပြောလိုက်တဲ့တန်အောင်လေကြားလိုက်ရပါတယ်။အင်းညကပင်လေပြင်းမှာမမျောလင့်ပဲနဲ့မုံတိုင်းတစ်ခုတိုက်ခတ်သွားခဲ့တယ် မုံတိုင်းစချိန်မှာညမောင်ရီပြိုးနေပြီလောင်းမိုင်းညလည်းဖြစ် မုံတိုင်းကလည်းကြလာရာပင်နေပြင်းထဲမှာအမောင်ထုလွှမ်းပြီးတော့ဘာကိုမှမမြင်ရတော့ဘူးဦးကျော်စွာတန်းပါလာတဲ့တိမ်ပြန်မော်တော်ဘုတ်ကဖြင်းညင်းစွာမောင်းနေရင်နဲ့ခရီးဆက်ခဲ့တယ်အဲ့လိုပါပဲဦးကျော်မောင်ပါလာတဲ့စိန်ဝင်းနိုင်ဆက်လီကလည်းပင်နေထဲမှာမုံတိုင်းမိပြီးတော့လမ်းပျောက်သွားခဲ့တယ်ဆက်လီကိုပင်နေပြင်းထဲမှာရပ်ထားလို့မရတာကြောင့်စံတော်ဝါဝါနဲ့ဆက်လက်မောင်းနေခဲ့တယ် မုံတိုင်းကြပြီးရောနိုင်ဝက်တသားလောက်မှာစိန်ဝင်းလိုင်ဆက်လီရဲ့နောက်မိကိုတစုံတစ်ခုနဲ့ဝင်းတိုက်ချင်းခံလိုက်ရတယ်။စိန်ဝင်းလိုင်ဆက်လီကလဲထွက်သွားပြီးရောဆက်လီဝမ်းပိုက်ကလည်းပေါက်သွားလေတော့တယ်။အဲ့လိုပါပဲမုံတိုင်းကြမှာစံတဝါဝါမောင်းနေလာခဲ့တဲ့တိမ်ပြန်မော်တော်ပုတ်ကရှိမှရှိနေတဲ့အရာဝိထုတစ်ခုမမြင်တာပဲနဲ့ဝင်းတိုက်လိုက်မိတော့တယ်။တိမ်ပြန်မော်တော်ပုတ်ကတိမ်ဆောင်သွားတယ်။မုံတိုင်းကြမှာတိမ်ပြန်မော်တော်ပုတ်ကမိမိရဲ့ရှိရနေသွားနေတဲ့စိန်ဝင်းလိုင်ဆက်လီကိုအရှိန်ပြင်းစွာနဲ့ဝင်းတိုက်မိခြင်းပဲဖြစ်တယ်။ လေပြင်းမုန်တိုင်းတန်ကြောင်တိုက်မိလိုက်တဲ့ရေရင်နှစ်စီးလုံးကရေအောက်ကိုနစ်မြုပ်သွားခဲ့ပါတော့တယ်။နောက်တနည်းမနက်မှာစိန်ဝင်းလိုင်ဆက်လီနဲ့တိမ်ပြန်မော်ဒေါ်ဘုတ်တို့တိုက်မိပြီးတော့နှစ်စီးလုံးနစ်မြုပ်သွားတဲ့တဲ့င်ထွက်ပေါ်လာတယ်။ရေရင်တိုက်မှုမှာ တိမ်ပြန်မော်ဒေါ်ဘုတ်ပေါ်မှာတင်မော်သားတအုပ်နဲ့စိန်ဝင်းလိုင်ဆက်လီပေါ်မှာခရီးတဲ့သုံးဦးကိုသာအသက်ရှင်နေရကဲတင်နိုင်ခဲ့တာ။ပျောက်ဆုံးနေတဲ့သူတွေကိုတက်ဆိုင်ရကအပူတပြင်းရှာဖွေလျက်ရှိကြတယ်။တင်မော်နစ်မြုပ်တဲ့တဲ့င်ကြောင့် ရန်ကုန်ကဥကြော်စွာတန်ရဲ့မိသားစုနဲ့အတူတူကုမ္ပဏီကတာဝန်ရှိတဲ့သူတွေမြို့ကိုရောက်လာကြတယ်။တည်င်းကြတာကြောင့်ကမ်းညိုရွာမှာဥချံမောင်ရဲ့မိသားစုလည်းရောက်လာကြတယ်။နင်းမြုပ်သွားတဲ့ရေရင်တွေကကွယ်လွန်သွားသူတွေရဲ့အလောင်းအားစေးယုံကြီးကိုတတုပ်ပြီးတတုပ်ရောက်လာတယ်။စက်လီပေါ်မှာပါသွားတဲ့ခရီးတဲ့စရင်မော်တော်ဘုတ်ပေါ်မှာလိုက်ပါသွားတဲ့သူတွေရဲ့အမိစရားတွေအရာအလောင်းမတွေ့သေးဘဲနဲ့ပျောက်ဆုံးနေတဲ့သူတွေကြန့်ရှိနေသေးတယ်။ဥကြော်စွာတန်ရဲ့မိသားစုဟာစေးယုံကြီးမှာစောင့်ဆိုင်ပြီးတော့ ရောက်လာတဲ့အလောင်းတွေထဲမှာဥကျော်စွာတန်းရဲ့အလောင်းကိုရှာဖွေလျက်ရှိရဲ့အခုထိတော့ဥကျော်စွာတန်းရဲ့အလောင်းကိုမတွေ့ရသေးပါဘူးဥကျော်စွာတန်းရဲ့မိသားစုဟာဇနီးနဲ့သမီး၃ယောက်တို့ဖြစ်ကြတယ်ဆေးရုံကြီးမှာရေရင်နှိမ့်မြုပ်ရာမှာပါသွားတဲ့တခြားသူတွေရဲ့မိသားစုတွေလည်းရှိနေရဲ့အလောင်းတွေ့ရှိသူတွေရဲ့ဆွေမျိုးသားချင်းတွေငိုယိုတန်နေနဲ့ဆေးရုံရေခဲတိုက်တဝိုက်မှာစုညံလျက်ရှိရဲ့နောက်ထပ်ရောက်လာတဲ့အလောင်းတွေကိုတိုးဝှေ့ကြည့်ရင်လည်းရုပ်ရုပ်တဲတဲဖြစ်နေကြတယ် အဲ့ရဲ့တဲမှာကန်းညူရွာမှာဦးကြမောင်တို့ရဲ့မိသားစုလည်းပါဝင်နေဦးကြမောင်ရဲ့မိသားစုဟာဇနီးနဲ့သမီးသုံးယောက်ဖြစ်ပါတယ်ဦးကြမောင်ရဲ့အလောင်းကိုလည်းအခုထိမတွေ့သေးပါဘူးနောက်ထပ်အလောင်းတစ်လောင်းရောက်လာတယ်အဲ့ရဲ့တည်တင်းစကားကြောင့်ဦးကြမောင်ရဲ့သမီးကြီးမာလာကအလောင်းကိုအပြေးလွှားကြည့်ရှုလိုက်တယ်အလောင်းဟာယောက်ျားအလောင်းဖြစ်ပြီးတော့တကူလုံးကိုပိတ်ဖြူစားနဲ့ဖုံးအုပ်ထားတဲ့အတွက်ဘယ်သူဘဲဝါဖြစ်ကြောင်မသိရသေးဘူးအလောင်းဆောင်နေတဲ့သူတွေအားလုံးအလောင်းရှိရာစီကိုစုဝေးရောက်ရှိလာကြတယ် ဦးကျော်စွာတန်ရဲ့သမီးကြီးခင်မာလာတန်ကလင်းမြန်တွက်လက်စွာနဲ့ပြေးလာရာရှေ့ဆုံးကိုရောက်သွားတယ်။ဦးကျမောင်ရဲ့သမီးကြီးမာလာကလည်းရောက်လာတဲ့အလောင်းကိုကြည့်ဖို့အတွက်လူအုပ်ရဲ့ရှေ့ဆုံးမှာရှိနေတယ်။အလောင်းပေါ်လွှမ်းထားတဲ့ပိတ်ဖြူစာကိုလှက်လိုက်တယ်။ဟင်အဖေ။အိုးဒယ်ရီမာလာနဲ့ခင်မာလာတန်တို့ရဲ့နှုတ်ကနေပြိုင်တူထွက်ကြလာတဲ့စကားလုံးတွေပဲဖြစ်တယ်။အဖေအလောင်းကိုတွေ့ပြီ။အဖေအလောင်းကိုတွေ့ပြီ။အမေမြမလေးတို့လာကြလာကြ မာလာသူတို့ရဲ့မိသားစုကိုလမ်းခေါ်လိုက်တယ်။မမီဒဲဒီဒီမဒီမတွေ့ပြီ။ခင်မာလာတန်းနဲ့သူ့ရဲ့မိခင်နဲ့ညီမလေးတွေကိုလမ်းခေါ်လိုက်တယ်။မသက်ဆိုင်တဲ့သူတွေကအလောင်းရှိကနေရှဲသွားကြတယ်။ဒါပေမဲ့အဲ့ဒီသူတွေကမာလာနဲ့ခင်မာလာတန်းတို့မိသားစုနှစ်စုအငင်းပွားနေတာကိုတွေ့မြင်တဲ့အခါအလောင်းရဲ့အနီးတစ်ဝိုက်ကိုဝိုင်းအောင်လာကြပြန်တယ်။ဒါကျမတို့ရဲ့အဖေဦးကြမောင်ပါ။အိုးမဟုတ်တာ။ဒါတို့ဖေဖေဦးကျော်စွာတန်းပါ။ ငါလာနဲ့ခေမာလာတန်းကအလောင်းရဲ့တစ်ဖက်တစ်ချက်စီမှာရိုက်ရင်အငင်းပွားလိုက်ကြတယ်။အလောင်းကအဝတ်စားတွေမရှိတော့ဘဲနဲ့ကိုလုံးတီးဖြစ်လျက်ရှိတယ်။ဒူပီပီတက်ပုံပါတယ်။ပြမယ်။ဟုတ်ပါတယ်မင်းကလေး။ဟော်ဒီပုတ်ကဥရုကုမ္ပဏီကဥရုရဲ့အရာရှိဥကျော်စွာတန်းမှာမင်းကလေးတို့ရဲ့အဖေဟုတ်မဟုတ်သိချာကြည့်ပါဦး။ခေမာလာတန်းဘက်ကကုမ္ပဏီလူကြီးတယောက်ကဝင်ပြီးတော့ထောက်ခံတယ်။ခေမာလာတန်းကလည်းသူ့ရဲ့မိခင်စီကတက်ပုံတောင်းယူပြီးတော့တက်ပုံကိုအများမြင်တာအောင်အလောင်းနဲ့ရှင်ပြီးတော့ပြလိုက်တယ်။ ။အိုးဒီလိုဆိုရင် ကျမတို့လည်းတက်တည်ပြစရာရှိရပဲ။ဒီမျိုးပုံမှာကျမတို့ဖေဦးကြမောင်တည်တဲ့သူတွေအများကြီးရှိတယ်။တစ်ဖက်နဲ့တစ်ဖက်သူ့အလောင်းကိုအလောင်းအငင်းပွားနေကြခြင်း။ဦးကျော်စွာတန်းရဲ့တပည့်တယောက်အနီးကိုရောက်လာတယ်။အလောင်းတစ်လောင်းရောက်လာပြန်ပြီ။အဲ့ဒီလောင်းကမှဆရာအလောင်းဖြစ်နေမလားမသိဘူး။လိုက်ကြည့်ပါဦး။ဟင်ဘာဖြစ်လို့လဲ။ဒီလောင်းနဲ့အဲ့ဒီလောင်းလူချင်းကချွတ်ဆွတူနေလို့ပါ။ဟင် မိသားစုနှစ်စုလုံးနောက်ထပ်ရောက်လာတဲ့အလောင်းစီကိုအပြေးအလွှာရောက်သွားကြတယ်။အဲဒီအလောင်းကိုမြင်လိုက်တဲ့အခါမိသားစုနှစ်စုစလုံးအံ့ဩမိသွားပြီးတော့ဘာမှမပြောနိုင်အောင်ဖြစ်သွားကြတယ်။မိသားစုနှစ်ခုလုံးမှာအလောင်းနှလုံးကိုကြည့်ပြီးတော့ဘယ်ဟာကိုဖခင်ဆိုတာမခွဲနိုင်အောင်ဖြစ်သွားကြတယ်။ဇနီးနှစ်ယောက်စလုံးကဘယ်ဟာကိုယောက်ျားမှန်မခွဲခြားတတ်အောင်ဖြစ်နေကြတယ်။ရင်းနှစ်တည်ခဲ့တာကြောင့်အဝတ်အစားတွေကင်းမဲ့နေတဲ့အလောင်းနှလုံးမှာခွဲခြားနိုင်တဲ့အထောက်အထားတစ်ခုမှရှာလို့မတွေ့ဘူး။ရုပ်ရည်အရက်အမောင်းဒါမှမဟုတ် ။သပင်းပုံစံချင်းကလည်းတူနေကြတယ်။အသက်ကြီးလာလို့ဘိုက်ရွှဲခဲ့ရာဘိုက်ရွှဲပုံချင်းကလည်းတူနေကြပြန်တယ်။မိသားစုနှစ်စုတဦးနဲ့တဦးကြည့်ပြီးတော့ကြောင်အားအားဖြစ်ကုန်ကြတယ်။ဒီအခါမှာတမိသားစုနဲ့တမိသားစုဘဲသူဘဲဝါရီဆိုတာစုံစမ်းမေးမြန်းမိကြတော့တယ်။ဦးကျော်စွာတန်းရဲ့မိသားစုဟာရန်ကုန်ကလာခဲ့ခြင်းဖြစ်ပြီးတော့ဇနီးဖြစ်သူဟာဒေါ်ဒီစီတမိသုံးယောက်ကခင်မာလာတန်းခင်အုံမာတန်းခင်တီရာတန်းဆိုပြီးတော့ဖြစ်ကြတယ်။ဦးကျမောင်ရဲ့မိသားစုဟာ ကန်ယိုးရွာနေဖြစ်ကြပြီးရောဇနီးဖြစ်သူကဒေါ်အေးခင်တမိသုံးယောက်ကမာလာစန်တာနဲ့တန်တာတို့ဖြစ်ပါတယ်။ဖခင်နေရောရုပ်ချင်းချွတ်ဆွတ်တူနေုံမကတမိကြီးသုံးယောက်ရှိရခြင်းနဲ့တူနေရဲ့အကြီးဆုံးတမိတွေရဲ့အမိချင်းတော်မှတူနေကြပြန်သေးတယ်။အရေးကြီးတာကဒီရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ။ဘသူ့ကိုဥကြော်စွာတန်းဘသူ့ကိုဥကြောင်မောင်ဖြစ်နေတတ်မှတ်တကြကြမလဲ။ဆရာမတော်မိဘတွေမရှိတော့ဘူး။ဝေးချင်းညီကိုမောင်နှမလည်းမရှိဘူး။ဟုတ်တယ်နော်မမဒေးစီ။ ။ဦးကျော်စွာတန်ရဲ့တပည့်တယောက်ကဝင်ပြောလိုက်တာပါ။ဟုတ်ပါတယ်။ကိုကျော်စွာတန်သူ့ရဲ့မိဘတွေရဲ့တဦးတီတော်သားပါ။ဘာဖြစ်လို့လဲ။ကျွန်တော်ဆိုလိုတာကဒီလိုပါမမဒီစီ။ဆရာမမိဘတွေညီကိုမောင်နှမရင်းနေရှိနေရင်ဒီအလောင်းနှလောင်းထဲမှာဆရာဟာဘသူပါဆိုတာခွဲနိုင်ရင်ခွဲနိုင်ပါလိမ့်မယ်။အဲ့ဒါကိုကျွန်တော်ထင်လို့ပြောလိုက်တာပါ။မမကသူ့ဇနီးပါကွယ်။နှစ်ပေါင်း30နီးပါးပေါင်းလာတာပါမမတော့မခွဲတက်ဘူးဘသူကရော ခွဲတက်အောင်ပါလဲ ဟုတ်ပြီဒါဆိုရင်ကျမတို့မှာအဖွားရှိသေးတယ်အဖေရဲ့အမေအဖွားရှိသေးတယ်ဦးကြမောင်ရဲ့တမီမလာပြောလိုက်တယ်ဟုတ်ပါရဲ့အမေကတော့အမေအရင်ဆိုတော့သူ့သားဟာဘသူဆိုတာကိုခွဲတက်လိုက်မယ်လို့ထင်ပါတယ်ဦးကြမောင်ရဲ့ဇနီးတော်အီးခင်ဟာမလာရဲ့ကြံကို ထောက်ခံလိုက်တယ်အဲ့လိုနဲ့နောက်တနေ့မှကံယိုးရွာမှာရှိတဲ့ဦးကြမောင်ရဲ့မိခင်ဒေါ်ညိုဆိုတဲ့သူအပွားအိုကိုတွားရောက်ခေါ်ယူလိုက်တော့တယ် ဒေါ်ညိုကအသက်85နှစ်အရွယ်ရှိပြီးတော့အဖွားအိုတယောက်ဖြစ်က မျက်စိမမြင်တော့ဘူးမျက်မမြင်အဖွားအိုကအလောင်းနှလောင်းတည်းမှာသူ့တာဘသူဖြစ်တယ်ဆိုတာကိုဘလို့မျှခွဲခြားပြနိုင်မှာပါလဲနမိသားစုလုံးကစိတ်ဆောနေတတ်ကြတယ်ဖြစ်စဉ်ကိုကြားသိထားတဲ့အဲ့ဒီသူတွေကလည်းစိတ်ဝင်စားစွာနဲ့လာကြည့်နေကြတယ်ဒေါ်ညိုကိုအလောင်းနှလောင်းရှင်ထားတဲ့ရေခဲတိုက်တဲကိုလက်တွဲခေါ်ခဲ့ကြတယ်ရေခဲတိုက်တဲကိုရောက်မှအဖွားအိုကိုကျိုးချောင်းရှင်းပြလိုက်တယ် အပွားဟူကမျက်စိမမြင်ယုံတာမကနားပါလေးနေပြီဖြစ်တာကြောင့်ချွေးမဖြစ်သူဒေါ်အီးခင်ဟာကြားအောင်អော်ပြောနေရတယ်။အမေအမေသားကိုကြမောင်ဆုံးပြီဆိုပေမဲ့ပြဿနာတစ်ခုရှိနေတယ်အမေ။ရေလေးရဆဲလို့ရတဲ့အလောင်းထဲမှာကိုကြမောင်နဲ့ရုပ်ချင်းချွတ်ဆွတ်တူနေတဲ့အလောင်းတစ်လောင်းပါနေတယ်။အမေကျမပြောတာကြားတယ်နော်။အပွားဟူကခေါင်းငိမ့်ပြတယ်။အဲ့ဒါကျမတို့ကိုကြမောင်ဘသူဆိုတာကိုခွဲလို့မရဘူးဖြစ်နေတယ်။အလောင်းနှလောင်းကိုအမေလက်နဲ့စမ်းပြီးတော့ခွဲခြားပေးပါအမေ။ အမေကအမေရေဆိုတော့ကိုသားပဲသူဆိုတာသိမှာပါ။နော်အမေ။အဖွားဟိုကဘာမှပြန်မပြောဘူး။ခေါင်းမေးညိမ့်ပြတယ်။ဒေါ်ဤခင်ကဒေါ်ညို့ကို အလောင်းနှလောင်းရှင်ထားတဲ့နေရာကို ခေါ်သွားလိုက်တယ်။ဒီမှာပါ အမေ။စမ်းကြည့်ပါဦး။အမေသားအလောင်းကဘယ်ဟာဆိုတာ။အဖွားဟိုကပိန်နေပြီးတော့အကြောပြန်ပြန်ထနေတဲ့လက်နဲ့အလောင်းတစ်လောင်းကိုစမ်းတက်လိုက်တယ်။ပထမကမျက်နှာကိုစမ်းတက်ပြီးတော့မျက်နှာပေါ်ကနေမျက်လုံးနှာခေါင်းပါးစပ်တီကိုစမ်းတက်ကြည့်ရဲ့။ခြေစုံကောင်းစုံကိုလည်းကင်ကြည့်ရဲ့။ အမေဒီအလောင်းကအမေသားကိုကြမောင်လားယင်ဝိုင်းကြည့်နေတဲ့သူတွေကအသက်တောင်မရှူမိပဲအပွားဟူစီရအဖြစ်ကိုစောင့်မျှော်နေကြတယ်။နောက်တလောင်းကဘယ်မှာလဲဒေါ်ညိုကမေးလိုက်ကြပါဒေါ်ဤခင်ကနောက်ထပ်အလောင်းတစ်ခုရှိရဲ့စီကိုတွဲခေါ်သွားပြီးတော့အပွားဟူရဲ့လက်ကိုထိပေးလိုက်တယ်။ပထမဆန်းသက်တဲ့အလောင်းကဥကြမောင်မဟုတ်လို့နောက်တလောင်းကိုထပ်ပြီးတော့ဆန်းသက်ကြည့်ရများလားဇနီးနဲ့မီးတွေအတွေးပွားနေမိကြတယ်။အပွားဟူဒေါ်ညိုကအရင်လောင်းကိုဆန်းသက်ခဲ့တဲ့နီးတူး ဒုတိယအလောင်းကို အသေးစိတ်စမ်းသပ်ကြည့်ပြန်နေဘလို့လဲအမေကိုကြောင်မောင်ကဘာတူလဲဒေါ်အီးခင်ဟာစိတ်စောစွာနဲ့မေးလိုက်တယ်ဒေါ်ညိုစီဟာအဖေကိုအားလုံးပဲစိတ်ဝင်စားစွာစောင့်စားနေကြတယ်နှစ်ယောက်စလုံးငါသားတွေပါပဲအေးရှင်အာမီရိတ်တန်နေရာရေခဲတိုက်တဲမှာဟိန်းထွက်လို့သွားပါတယ်အမှန်တကယ်ပဲလားမျက်မမြင်အဖွားဟိုကအတိတရာချွတ်ချော်ပြီးတော့များထင်မိထင်ရပြောလေသလားတယောက်ကကြာမှာတယောက်ကဘသူ ဦးကျော်စွာတန်းနဲ့အမေအေးအဲ့ဒီမောင်ကျော်စွာတန်းရဲ့မိန်းမကိုငါတွေ့ခြင်းနဲ့ကျမဒီမှာရှိပါတယ်ကျမနာမည်ဒေးစီပါအမေဒေါ်ဒေးစီကဒေါ်ညို့ရဲ့ရှေ့မှာလာရက်ပြီးတော့ပြောလိုက်တယ်မိန်းကလေးမင်းရဲ့ယောက်ျားဟာသူ့ရဲ့မိဘတွေရဲ့မွေးစားသားလို့မင်းသိခဲ့သလားအဲ့ဒီလိုမျိုး तू ဟာပြောခဲ့သလားကိုကျော်စွာတခါမှအဲ့လိုမပြောခဲ့ဘူးပါဦးအမေသူ့ရဲ့မိဘတွေကဥမောင်လာနေဒေါ်ထီထီတဲ့ ကိုကျော်စွာတူးဒီတော့တာပါမွေးစားတာမဟုတ်ပါဘူးအေးလေဒီလိုပဲဖြစ်မှာပေါ့အဖြစ်မှန်ကိုသူတို့ကဘယ်ပြောကျင်ပါမလဲငါကိုယ်တိုင်တော့ဘသူမှမပြောပဲတသက်လုံးမျိုးတိတ်ထားခဲ့တာဟုရှင်ဒီလိုအေးဂျပန်ခေတ်တုန်းကပေါ့ဂျပန်ခေတ်လို့ခေါ်ကြတဲ့အင်္ဂလိပ်အပြင်ဂျပန်အဝင်ကာလမှာမန်နျူရဲ့အသက်က22နှစ်ခန့်ရှိပြီးတော့မန်နျူအိမ်ထောင်ကျနေပြီးတရွာရဲသားကိုဖီမောင်နဲ့အိမ်ထောင်ကျခဲ့ခြင်းဖြစ်တဲ့ မန်းညိုလိုနေခဲ့တဲ့ရွာလေးဟာမြဝကျွန်းပေါ်အရက်မှရှိတဲ့စမ်းမြိုင်ဆိုတဲ့ရွာလေးမြမပြည်ကိုဂျပန်ဝင်လာချိန်မှာမန်းညိုဟာတားမွာလေးနှစ်ယောက်ကိုမွေးခဲ့တာဂျပန်နဲ့အင်္ဂလိပ်တဦးကိုတဦးတိုက်ခိုက်နေတဲ့ကာလဖြစ်ရာကာလပြက်ကြီးလိုစစ်အတွင်းမှာတတိုင်းပြည်လုံးမငြိမ်သက်ဖြစ်ခဲ့ကြရင်မြို့ရက်ကလူတွေကလည်းတောရက်ကိုရှောင်တိန်လာကြတယ်ကျွေးနှကောင်လို့ခေါ်တဲ့လေရင်မဲမဲကြီးနှစ်စီးကလည်းမြမပြည်အနှံ့ပြန်ဝဲပြီးတော့နေရာနှံ့ကိုဘုံနေချပြီးတော့ပြစ်ခတ်နေကြတယ် လူတွေကလည်းစင်းရဲမွဲတေပြီးတော့ကြီးလန့်ဆာဆာဖြစ်နေကြတဲ့ချိန်တနေ့မှစမ်းမြန်ရွာလေးပေါ်ကိုကျွဲနှကောင်ပြန်ဝဲလာကလုံလုံရွရွအမြင်တမျှကိုပြစ်ခတ်ခဲ့ရာမန်းညိုရဲ့ယောက်ျားကိုဖီမောင်ဆက်တနက်မှန်ပြီးတော့တီးဆုံးခဲ့ရတယ်။မန်းညိုကမွေးစခလေးအမွာကိုပိုက်ပြီးတော့ကြံရစ်ခဲ့ရတယ်။ကာလာပြက်ကြီးမှရွာမှာတယောက်တည်းမန်းညိုမနေရတော့ဘူး။ဂျပန်စစ်သားတွေရွာထဲကိုဝင်လာတဲ့အခါမိမမြင်ရင်အပြူအအိုးမရှောင်စော်ကားတော့တက်တာကိုကြားဘူးမြင်ဘူးထားတော့အတိန်အအိုးမရှိပဲတယောက်ထဲမနေရဲဘူး လာသားကလေးနှစ်ယောက်နဲ့တယောက်တည်းလဲရှာစားမတက်ပါဘူး။ကလေးနှစ်ယောက်ကလည်းကာလာပြည့်ကြီးမှာမွေးဖွားလာရတဲ့သူတွေဖြစ်တော့အပြည့်အဝဂယုမဆိုင်ခံရပဲအဲ့ဒီချိန်တော့ကလေးနှစ်ယောက်လုံးရဲ့ကိုမဝဲတွေဆွဲနေရင်မညူစမ်းမြိုင်ရွာမှာဆက်နေလို့မဖြစ်တော့ငါးမိုင်လောက်ဝေးတဲ့ပေါအူးရွာကအမဖြစ်သူစီမှာသွားနေမယ်လို့စိတ်ကူးပြီးတော့ရှိသမျှအဝတ်စားလေးတွေကိုလွယ်အိတ်စုပ်ကလေးထဲကိုထည့်ကလေးနှစ်ယောက်ကိုတစ်ဖက်စီပွင့်ရင်တယောက်တည်းတော်လန်ခရီးတိုင်းထွက်လာခဲ့တယ် လမ်းမှာကျွဲနှကောင်ကိုရှောင်ရင်းတင်းရင်းနဲ့လမ်းမှာသွားစီခဲ့ပါတယ်။ပေါဦးရွာကိုတတော်နဲ့မရောက်နိုင်ဖြစ်နေရဲ့။ပါလာတဲ့ရေဘူးတရရေရလဲကုန်ပြီ။လမ်းမှာရေလဲရှာမတွေ့ဘူး။ကလေးနှစ်ယောက်ကိုလည်းနှုတ်တိုက်ရသေးရဲ့။မက်ညူကအာရင်ကုန်ခန်းပြီးတော့လဲကြတော့မလို့ရှိနေရဲ့။အားတင်းပြီးတော့ပေါဦးရွာရှိရာကိုဆက်လျှောက်လာခဲ့တယ်။ကလေးနှစ်ယောက်ကလည်းနှုတ်စာရာကြောင့်ငိုယိုလျက်ရှိရဲ့။လန်ခီးကျဲမှာအစာမစားရရေတောင်မတောက်ရတဲ့အတွက်မက်ညူနှုတ်မထွက်နိုင်တော့ဘူး။ ကိုလဲပူလာပြီးတော့ဖျားချင်တယ်လို့လို့ဖြစ်လိုက်။မန်းညိုကဖြစ်လို့ရဖြစ်စီတော့အရေးကောင်းကောင်းတစ်ပင်အောင်မှလှဲပြီးတော့အိတ်နေတော့မယ်လို့စိတ်ကူးမိတာ။အိတ်နေရင်ကနေအသက်ထွက်ရင်လည်းထွက်သွားပါစေတော့မတက်နိုင်ဘူးလို့လည်းတွေးမိပြန်နေ။အဲ့ဒီချိန်ရှေးတူရှူမှချူတန်တလွင်လွင်နဲ့နွားလေးတစီမောင်းလာတဲ့ကိုကြားလိုက်ရတယ်။ဂျပန်စစ်သားတွေဖြစ်နေမှဆိုတာကြောင့်ခြုံတစ်ခုတည်းကိုဝင်ပုံးနေလိုက်တယ်။အဲဒီအချိန်မှာခလီးနှစ်ယောက်နှုတ်ဆာဆာနဲ့အာခေါင်ချစ်ပြီးတော့အော်ငိုနေရကြောင့ မဉ္ညိုရဲ့ပုံအောင်မှုဟာအရာမထင်လိုက်ဘူးလဲရကခြုံပုတ်ရဲ့အနီးမှာရက်သွားပြီးတော့ကလေးငိုတန် ထွက်ပေါ်လာတဲ့ခြုံပုတ်ထဲကိုငုံကြည့်ပြီးတော့စုံစမ်းနေမဉ္ညိုကိုတွေ့သွားတယ်ဒါပေမဲ့မဉ္ညိုကန်ကောင်းပါတယ်လဲပေါ်မှာပါလာတဲ့သူတွေကသူတော်ကောင်းတွေဖြစ်တယ်လင်မယားတစုံတွဲနဲ့အဖွားကြီးတယောက်သူတို့ဟာစစ်ပြေးဒုက္ခသည်တွေဖြစ်တယ်အတိမိတ်ဆွေရှိရဲ့ထတော်ရွာကိုတိန်းချောင်ဖို့ရန်ကုန်မြို့ကနေထွက်ခွာလာကြတဲ့သူတွေဖြစ်ပါတယ်။အဲဒီသူတွေကမဲ့ညိုကိုအကျိုးချောင်းမေးရာ မန်းညူဟာပေါဥရွာကိုသွားမှဖြစ်ကြောင်းပြောပြလိုက်တယ်။လေးသမားကပေါဥရွာမှာတောင်ဘက်မှာရှိကြောင်းမန်းညူဥတီယာကလမ်းလွဲနေပြီဖြစ်ကြောင်းရှင်းပြတယ်။ကျုပ်လိုက်ပို့ရမယ်ထတော်ရွာကိုသွားမယ်လမ်းမှာပဲအဲ့ညီမသွားမယ်ပေါဥရွာရှိတယ်။ဒါဆိုရင်သူ့ကိုလမ်းကြုံတင်ခေါ်လိုက်ပါလားကွယ်။လဲပေါ်မှာပါလာတဲ့အမျိုးသမီးလေးဟာသဘောကောင်းစွာနဲ့မန်းညူကိုလဲနဲ့တင်ခေါ်ခဲ့တယ်။လဲပေါ်မှာမန်းညူရဲ့အကြောင်းကိုမေးတော့မန်းညူကလင်းသေးသွားပြီးတော့ အမမိတာစုစီမှာခိုးလုံဖို့အတွက်ထွက်လာခဲ့ကြောင်းပြောပြတယ်။အမျိုးသမီးလေးကမညိုစီယာကလေးတယောက်ကိုပွေ့ချီထားတယ်။အဖွားရကလေးနှစ်ယောက်ကိုသူတို့မှပါလာတဲ့နုစီကိုရေအေးနဲ့ဖြော်ပြီးတော့တိုက်လိုက်တယ်။ကလေးနှစ်ယောက်နိုးဝရာကြောင့်ငြိမ်သက်စွာအိပ်စက်သွားကြတယ်။မညိုကကလေးတယောက်အမျိုးသမီးလေးကကလေးတယောက်ကိုပွေ့ချီပြီးခရီးဆက်ခဲ့ရာပေါဦးရွာရဲ့အဝင်လမ်းခွဲကိုတောင်ရောက်လာခဲ့ပါပြီ။ဟောပေါဦးကိုရောက်ပြီးကျမဆင်းတော်မင်း မန်းညိုလဲပေါ်ကနေဆင်းလိုက်တဲ့လဲအောက်ကိုရောက်မှအမျိုးသမီးလေးပွေ့ရှိထားတဲ့တားတယောက်ကိုလက်တဖက်နဲ့လမ်းပြီးတော့တောင်းလိုက်တဲ့အမျိုးသမီးလေးဟာခလေးကိုပွေ့ပြီးတော့မန်းညိုကိုစိုက်ကြည့်နေရင်ကျမလာတဲ့ရွာကိုရောက်ပါပြီဒါပေါ့ဦးရွာပဲမန်းညိုကပြောလိုက်တာအမျိုးသမီးလေးကနှက်ခမ်းတရွာရွာလှုပ်ကစကားကိုအာယူပြောလိုက်တဲ့ရှင်ကျမကိုစိတ်မဆိုးပါနဲ့နော်ဒီကလေးကျမကိုပြီးခဲ့ပါလားယင်ဘာရှင်မှာကလေးနှစ်ယောက်ဖြစ်နေရဲ့လေ စစ်အတွင်းမှာဒီကလေးနှစ်ယောက်ရဲ့တာဝန်ကိုရှင်ယူနိုင်ပါမလားအခုပဲကလေးနှစ်ယောက်စလုံးဝဲတွေပေါက်နေပြီကျမတို့လင်မယားတာသမီမထွန်းကားလို့ပါဒီတယောက်ကိုကျမတာဝန်ယူပြရစီရှင်အိုးဘဲနဲ့လဲမောင်ကျမတို့ဒီကလေးကိုမွေးစားရင်ကောင်းတယ်မလားယမမေရောမမေရောဘလို့သဘောရလဲကောင်းတာပေါ့ခင်ရဲ့ကောင်းတာပေါ့အေးဟေးမင်းကလေးမင်းစိတ်ကူးမလွဲနဲ့ကွယ်ဒီကလေးကိုငါတို့နဲ့ထည့်လိုက်ရင်ကလေးကချမ်းချမ်းသာသာနေရမယ် ။အိုအေးညီကလေးကိုညီပြန်လို့ခြင်းရင်လဲငါတို့ရဲ့ထတော်ရွာမှာရှိနေရပဲ။စစ်မပြီးမချင်းထတော်မှာပဲနေမှာညီပြန်လာခေါ်လို့ရတာပဲ။အခုတော့ညီကလည်းကတိလာတဲ့အေးတယောက်ကိုငါတို့နဲ့ထည့်လိုက်ပါ။ကလေးအတွက်တော့စိတ်ချလက်ချရှိပါအေး။မညူကလည်းကြုံနေရတဲ့လက်တွေ့အခြေအနေကြောင့်မငင်းတာတော့ပါဘူးအဖွားကြီးပြောတယ်လို့ထတော်ရွာကိုအချိန်မရွေးသွားခေါ်လို့ရတယ်လို့လည်းတွက်မိရဲ့သူတို့ကလည်းမညူစီအားဖြေကိုတော့မဆောင်တော့ဘူးဒါဖြင့်ကျမတို့သွားမယ်နော် မောင်မောင်ကိုရင်လဲကိုထတော်ရောက်မောင်းတော့မန်းညူဟာပေါအူးရွာရဲ့အဝင်ထိပ်မှာရက်ရင်ဖုံလုံးနေကြမှာတစားတစားပျောက်ကွယ်သွားတဲ့လဲလေးကိုကြည့်ကကြံရိတ်ခဲ့တယ်။မန်းညူရဲ့မျက်လုံးတွေမှာတော့မျက်ရည်စာတွေစီးကြလျက်ပေါ်အဲ့ဒါပါပဲအေးသူတို့ရဲ့နာမည်လဲငါမမေးလိုက်မိဘူးငါနာမည်လဲသူတို့မေးမသွားကြဘူးနောက်လဲပြန်မတွေ့တော့ပါဘူးစစ်ပြီးလို့တတော်မှာငါသွားစုံစမ်းတော့ရန်ကုန်ကိုပြန်သွားကြပြီတဲ့ ငါလဲကလေးကိုသူများပေးပစ်တယ်ဆိုတာကိုသိရင်ငါ့ကိုကဲရဲမဆိုးလို့ငါအမကိုကလေးအမွာမွေးခဲ့ကြောင်းမပြောခဲ့ဘူး။ကြာမောင်တယောက်တည်းကိုမွေးထားတရောင်ရောင်နဲ့ထိန်ချန်ထားခဲ့တယ်။ကြာမောင်ကြီးလာတော့လဲဒီเจ้าကိုမပြောခဲ့ဘူး။ငါသားငါ့ကိုအပြစ်တင်မှဆိုးလို့လေ။ဒီเจ้าနေကိုငါတသက်လုံးမျိုးတိတ်ထားခဲ့တာပါ။အပွားတို့ဒေါ်ညူဟာငိတ်သက်စွာပဲလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်အကြောင်းတွေကိုပြန်လည်ပြောပြလိုက်တယ်။အကြောင်းစုံပြောပြီးတော့မှပဲအလောင်းနှလောင်းကို လက်တစ်ဖက်စီစုပ်ကန်လိုက်ကာအိုးအခုတော့ပျောက်နေတဲ့ငါသားလေးကိုပြန်တွေ့ပြီတွေ့တော့လဲမင်းမအသက်မရှိတော့ပါလားငါသားရဲ့ငါသားရဲ့ရုပ်ရည်လေးကိုမှအမေမှမမြင်နိုင်တော့ပါလားအဖြစ်ဆိုးလာကြည်လားကွယ်အမေကိုခွင့်လွတ်ပါတော့အမေကိုခွင့်လွတ်ပါတော့သားတို့ရဲ့အဖွားကအလောင်းနှလောင်းကိုစုပ်ကန်ပြီးတော့ရှိုက်ကြီးတငင်နဲ့ငိုချလိုက်ပါတော့တယ် အလောင်းတွေကိုတလောင်းကိုဥကြော်စွာတန်းဖြင့်တလောင်းကိုဥကြမောင်းဖြင့်အိမ်မြို့မှာပဲဂူသွင်းတကြိုလိုက်တယ်။ဘသူကဘသူဖြစ်ကြောင်းမခွဲခြားနိုင်တော့ပါ။ဒေါ်ညိုပြောပြတဲ့အဖြစ်ကိုမူတည်ပြီးတော့ဥကြော်စွာတန်းကဂျပန်ခေတ်ကရန်ကုန်ကလူတွေကိုဒေါ်ညိုပေးလိုက်တဲ့ကလေးဖြစ်နိုင်ကြောင်းယုံကြည်လိုက်တယ်။အထောက်ထားတစုံတရာတော့မရနိုင်တော့ပါဘူး။ဒီရဲ့ဖြစ်ရမှာအမွန်ကြီးကိုနှစ်ယောက်စလုံးကိုကံကြမ္မာကပြန်လဲစုံစည်းအောင်လို့ဖန်တီးပေးခဲ့ကြောင်းတွေ့ရတယ် ။ဦးကြမောင်နေထိုင်တဲ့ကမ်းညိုရွာလေးကိုဦးကျော်စွာတန်ရောက်လာတယ်။တကယ်လို့လမ်းမှာမုံတိုင်းမမိခဲ့ပဲကမ်းညိုရွာကိုဦးကျော်စွာတန်ရောက်ရှိခဲ့ပါကရုတ်ချင်းခွဲမရအောင်တူတဲ့အမွာညီကိုနှစ်ယောက်စုံစည်းနိုင်ကြမှာဖြစ်တယ်။ရုတ်ချင်းချွတ်ဆွတ်တူပုံကိုအဖြေရှာရင်းနဲ့မတည်သေးတဲ့အမေရင်ဒေါညုနဲ့စုံစည်းပြီးတော့အဖြစ်မှန်ကိုဖော်ထုတ်နိုင်လိမ့်မယ်။ပျော်စရာကောင်းတဲ့ဇာတ်သိမ်းတစ်ခုဖြစ်လာနိုင်တယ်။အခုတော့အမွာညီကိုနှစ်ယောက်ကို တေဆုံးပြီးအလောင်းဘဝရောက်မှပဲအတူရှင်တွဲပြီးတော့မြင်ကွင်းတွေ့ကွင်းရလိုက်ပါတော့တယ်။ကာယကံရှင်နှစ်ယောက်ဖြစ်တဲ့ဥကြော်စွာတန်းနဲ့ဥကြမောင်တို့ကတော့ဒီဖြစ်တွေကိုသိနိုင်တော့မှာမဟုတ်ပါဘူး။လူလောကမှာနှစ်ပေါင်း90ကျော်နေထိုင်သွားတဲ့အတိုင်းသူတို့မှာအမွာညီကိုအရင်ရှိခဲ့ကြအောင်သိမသွားကြတော့ပါဘူး။ပရိသတ်များရှင်ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီနေ့ရဲ့ဇလန်လီကိုခုလိုမျိုးရေးသားပေးခဲ့တဲ့စာရေးသူနေတမန်ကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။ ဇလန်လေးကိုချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။